ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ညီကိုမောင်နှမများကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့စာရေးဆရာလင်းဝင်းမြရေးသားထားတဲ့မကျင်းပါလိုက်ရသည့်အသက်40ပြည့်မွေးနေ့လို့အမည်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြေကြပါအောင်ခင်ဗျာမကျင်းပါလိုက်ရသည့်အသက်40ပြည့်မွေးနေ့ရမရောင်သည်သူ့အထက်ရရှိထံမှနောက်တစ်နှစ်အတွက်ရုံးခွင့်တည့်ရရခဲ့သည် ။နောင်လည်းအခုလိုမွေးနေ့တွေပျပျော်ရွှင်ရွှင်ကျင်းပနိုင်ပါစေဗျာ။အမှန်ပြောရရင်ခမားကို အသက်40လောက်ရှိပြီလို့ကျွန်တော်အဟုတ်မထင်မိဘူးဟုအရာရှိက ဆိုလေသည်။ရာမယောင်သည်ဘက်စကာမတိုင်စီသို့လျှောက်လာရင် စပင်ညက်ဆိုင်တဆိုင်ရှိမှအေယာမကြီးမားသောမန်ကြီးရှိတွင်ခဏရပ်ပြီးသူ့ကိုယ်သူကြည့်သည်။အသက်40လို့မထင်ရသေးပါဘူးလေဟုဆိုကာလျှောက်လာခဲ့သည် ။အင်းနင်းနဲ့အင်းကထွက်လာချိန်အထိဒီနေ့ဒီသူ၏အကြုံမွေးနေဖြစ်ဒီကိုရာမရောင်မသိခဲ့သည်။ရုံးကိုရောက်၍စာကျမ်းတစ်စောင်ရေးရင်နောက်တနေ့ဒီဧပြီ14ရက်နေ့ဖြစ်ဒီကိုသတိပြုမိခဲ့တော်သည်။ဧပြီ14ရက်ဒီသူ၏မွေးနေ့မွေးနေ့ပွဲများကိုအင်းတွင်ကျင်းပသည့်အစဉ်လာသူမှမရှိခဲ့။သို့သောဤမွေးနေ့ကမူထူးခြားသည့်မွေးနေ့ဖြစ်သည်။ ်40မြောက်မှတ်တိုင်ကိုဖြတ်တန်းရခြင်းသည်အမတ်တရအထိမ့်မှပွဲကျင်းပရလောက်အောင်ပင်အရေးပါနေတော့သည်မေရီလန်းတောင်မှနေ၍ဘတ်စကာဒစီဘောသို့သူတိုးဝေးတက်လိုက်သည်ကားနောက်ပိုင်းတွင်ကျိုးချောင်းရှိထားသဖြင့်ကျိုးကိုဆွဲ၍တွဲလောင်းလိုက်ပါလာခဲ့သည်လူတွေတစ်ချိန်လုံးကမြောက်ဖြစ်ခဲ့တာအတော်ဟန်ကြသည်ဟုသူတွေးမိသည်မဟုတ်လျင်ယခုလို ကားနောက်ကဘယ်မှလာတွဲလောင်းကိုလိုက်နိုင်ပါလေဟုသူတွေးမိသည် ်လူနည်းမြောက်မတူတာကတော့မြောက်တွေကအတင်းဖွဲနေနေလျင်အဆင်ပြေအောင်နေတဲ့ခြင်းပင်ဖြစ်သည်လူတွေကတော့လက်မှတ်ရောင်းသူက သူ့ကိုအပြင်သို့တွန်းထုတ်သည်ခီးတဲ့တယောက်ကသူ့ပင်နာအတင်းဖိတို့ပြီးမျက်ဆောင်ထိုးကြည့်သည် အခြားတယောက်ကသူ့ခြေရောက်ပေါ်သို့မကြာခဏတက်နေနေသည်ကောင်းမောင်သူကကားကိုရုပ်ကြီးထိုးရလိုက်သည့်အခါခီးတယ်များအယိုးကျိုးမတက်ဖြစ်သွားသည်ကိုသဘောကျပြီးကားကိုဆက်ကနေမောင်းမြန်သည် ဘုရားကြီးရှိတွင်ဘက်စကာထိုးရက်လိုက်သောအခါရာမယောင်သည်ခရီးတယ်များအကြမှာအတင်းတိုးဝေပြီးဆင်းလာခဲ့သည်မိုးစေးကြီးတဲ့သူပစ္စည်းဝယ်ရန်သူရှောက်လာခဲ့သည်အင်္ဂါလူတွေအားလုံးနောက်နေသူမင်းနေဆိုသည်ကိုတရားမျှမသိကြ ပိုးစားကောင်းစီကြိုးစားကစားစရာများနဲ့တကြားလုံးလေးတွေဝယ်လာပြီးသူတို့အားလုံးအံ့အားတင်သွားအောင်လုပ်လိုက်ပြီဝင်းနေတွင်လက်ဆောင်ရယူခြင်းထက်ပေးရခြင်းကပိုကောင်းသည်ဟုသူသဘောရသည်အသေးရွယ်နှင့်အခြားစားတော့စရာကောင်းကောင်းကလေးများကိုလည်းဝယ်ရအောင်မည်ဝင်းနေကိုမိသားစုအတွင်အေးအေးချမ်းချမ်းကလေးဖြင့်ကျင်းပမည်ကလေးများကအကြောင်းကိုသွားခြင်းလျင်လေအတင်းတားမနေတော့သွားခွင့်ပေးလိုက်မည် ။ရာမယောင်သည်ဈေးမဝယ်သေးပဲဈဉံလန်းတစ်ချောင်းရှောက်ကြည့်နေသည်။အတီးရွက်တွေကိုနောက်ဆုံးမှပင်ဝယ်တော့မည်ဟုစိတ်ဆုံးဖြတ်လိုက်သည်။အထဲဆိုင်ဒီဇိုင်းတို့ဝင်၍ဆေးစုပန်းရိုက်စ3-4ဆကိုကြည့်ပြီး၍သည်။စည်းတွက်ခိုင်းလိုက်သည်။ဝေယူထားသောပစ္စည်းများကို ကြည့်ရှုစစ်ဆေးရင်လက်တစ်ဖက်ကဧကထဲသို့နှာ යි ပြီးပိုက်ဆံအိတ်ကိုထုတ်ယူသည်ပိုက်ဆံအိတ်ကမရှိတော့ ်ရာမယောင်သည်ဝယ်ယူထားသောပစ္စည်းများကိုဆန်းရှင်အားပြန်ပေးလိုက်ရတော့သည် စီထဲမှသူပြန်ထွက်လာခဲ့သည်ဝိတ္တရာမရှိ၆လခဲမိသည်ကောင်းနေတွင်မူဘလောင်ဆူ၍နေတော့သည်ပိုက်ဆံအိတ်ကို နောက်ဆုံးတွင်ထုတ်ခဲ့သည့်ပန်းချုံပေါ်တွင် ပြန်တွေ့ဖို့ဖြင့်ပြန်ရှာသည်ပြန်တွေ့လို့ဖြင့်ပြန်ချသည်ကားပေါ်တွင်ကပိုင်း၌ခံရခြင်းဖြင့်ဖြစ်မည်ဟုတတိချတွေးလိုက်မိသည်စိတ်တက်ကြီးကျယ်ပုံကြသွားလိုသည် ်သူဟိုကြည့်ဒီကြည့်ရှောက်ကြည့်ပြန်သည် အခြားကုန်းတစ်ကုန်းပေါ်တွင်တံတောင်းစရာတစ်ယောက်ဆန့်ဆန့်ကြည့်အိမ်မောကြနေသည်ကလေးငယ်များကပန်းခင်းကိုရေမောပြီးနင်းချေဖြစ်စည်းနေကြသည်ကပိုင်း၌ကအသက်40ပြည့်မွေးနေ့ကိုမကျင်းပဖြစ်အောင် လုပ်ခဲ့လေခြင်းအစီအစဉ်အားလုံးကိုကတောင်းနင်းဖြစ်အောင်ဖြစ်စည်းပြခဲ့သည့်ကံကြမ္မာကိုပင်တွေးပြီး သူဒေါသထွက်မဆုံးဖြစ်နေမိတော်သည်အသက်40ဆိုဒီမှာ လူတယောက်အတွက်အကောင်းဆုံးရွယ်ဖြစ်သည်ဟုလူတွေကပြောဆိုကြသည် သူသည်အသက်40ရွယ်တွင်စိတ်ပန်းရုပ်ပိုင်းအရာ ရင်းချက်လာခဲ့ပြီဖြစ်သည်သူ၏မူခြင်းများသည် ပြင်မရတော့အစွဲလမ်းများနှင့်အကြိုက်များသည်လည်းအသားချနေပြီဖြစ်သည်သူ၏လူမှုဆက်ဆံရေးဘဝများသည်လည်းပြင်းပြင်းကြည်လင်လာသည်အံဩတော်လုံးမှုများလည်းကင်းစင်လွင်ဝေးသွားခဲ့လေပြီဖြစ်သည်အသက်40ပြည့်မှရရှိလာခဲ့သောဤဒီပွင့်အကျိုးရလဒ်များကိုတွေ့ရင်စိတ်ပြတ်သွားတော်သည် အတက်40ပြည့်၍မိမိဘာရီများရခဲ့ပြီနီစေရင်ပညာရှင်တယောက်ဤစေရင်အရဆိုလျင်အိန္ဒိယလူမျိုးတယောက်ဤတာမန်တက်တန်းထဲမိမိသည်ဆက်ဆောင်နှင့်ပူ၍နေခဲ့ရပြီဖြစ်သည်လူကြီးမိဘများဤတက်တန်းလေးပုံသုံးပုံကိုပင်ကြော်ဖြတ်ခဲ့ပြီဖြစ်သည်ဒီနှစ်ကာလများအတွင်မိမိမှာဘာရီရခဲ့ပြီနီသူကိုယ်သူပြန်မေးသည် သားသမီးလေးယောက်ရခဲ့သည်အကြီးဆုံးကကောလေးရောက်နေပြီ ဇနီးတယ်မှာလဲရွှေငွေလဲဝေရတနာအပြည့်ဖြစ်ခဲ့ပြီသူဒီလဲသူဌာနစိတ်တွင် အကြီးကဲတယောက်ဖြစ်ခဲ့ပြီသို့တော်လဲယခုအချိန်အထိသူဒီအိမ်ငါဘဝ၌သာရှိသေးသည် အိမ်မန်ရာပိုင်းမရှိသေးနောက်၅နှစ်လောက်ကြာလျင်တမီးကြီးကိုအိမ်အောင်ချပေးရတော့မည်ဒါကိုလဲအလောက်ကန်ရှာဖွေစီမံပေးရအောင်မည်ဒါပဲလားရာမယောင်သည်တာဝန်နေစောင့်နေတော့အသက်၄၀ပြည့်ကိုထိတ်လန့်တုန်လို့ရေသွားတော်သည် မျက်မှောင်ကျုပ်ပြီးသူစဉ်းစားသည် သူကိုယ်တိုင်ရော တကယ်ပြောင်းလဲခဲ့ပြီလားနောက်ကျောင်းကိုသူပြန်တွေ့သည်သူစောစုံမှတ်မိသည့်မွေးနေ့မှာသူဖခင်ကသူ့ကိုပြိုးပြိုးပြောင်းပြောင်းအယောင်တောင်းနေသောပိုးအုပ်ထုပ်ကလေးပေးခဲ့သည့်မွေးနေ့ဖြစ်သည်ထို့နောက်သူ BE ဝင်ရပြီးသည့်နောက်ရကျရောက်ခဲ့သည့်အသက်20ပြည့်မွေးနေ့သူမွေးနေ့တွင်သူသည်ဟိုလိုလိုဒီလိုလိုအဖြစ်မခံဟုသူ့ကိုယ်သူပိုင်းဖြတ်ခဲ့သည် အလုတ်ဝင်ဝင်ချင်းရူပီ300မရမချင်းသူသည်အိမ်ထောင်မပြူအချားမြည်သည့်အလုံးမှမလုံမန္တကာနှင့် ဆုံးလဲကလထိုင်းနှင့်ထိုင်ရသည့်အလုံးမျိုးကိုရမှလုံမည်ဟုဆုံးဖြတ်ချက်ချခဲ့သည်အသက်30ပြည့်မင်းနေရောက်သောအခါသူသည်ကလေး3ယောက်ဖားခင်ဖြစ်ပြီးဆိုသည်ကို အထိတ်တလန့်တင်နာလေခဲ့ရသည်အသက်40ပြည့်လင်းတော့အရာရာသည်ပြည်ပြင်ကြည်လင်သွားပြီဘဝသည်လည်းအနေထိုင်သွားလိမ့်မည်ဟုယုံကြည်မျှော်လင့်ခဲ့သည် ယခုသူအသက်40ပြည့်ခဲ့ပြီအသက်50 60ပြည့်လင်ကိုဘာတွေဖြစ်အောင်မည်နည်းဘာမျှဖြစ်မည်မဟုတ်ဒီတိုင်းပြင်ဖြစ်နေအောင်မည် ကိုယ်အတွက်မပူရလင်သာသမီမြင်းမြင်းများအတွက်ဘူပင်ဒုက္ခရောက်ရအောင်မယ်အရာရာဒီဘာမျှမပြောင်းလေပုတ်ထုတ်ကလေးကိုသဘောချခဲ့မှုသည်လူတယောက်၏ခံစားမှုသည်ယုံကလာစားတို့မြင့်ပေးသည်ကိုစိတ်တုံလို့ခံစားရသူနှင့်ဘာမျှမချအတူတူပင် အိမ်သို့လာပြီးဇာတင်ပေသည့်ဆရာတစ်ယောက်ကြောင့်ခံစားရသောဒုက္ခနှင့်ယုံရာချီခေါ်စုချိန်မောင်းခံရသည့်ခံစားမှုခြင်းမှလည်းတခုတည်းသော ခံစားမှုပင်ရာမယောင်သည်အလာတူစိုးရင်ကြောင်ရုံတုတ်လုံမှုကိုရှင်နေတဲ့တဲကပင် ခံစားမိလေသည် သူဒီလိုလောက်ကင်ပေးခဲ့သည့်အတွက်သားမယားကသူ့ကိုတလီတစားဆက်ဆံသည်ဆိုသည်ကိုလည်းတွေးတော်မိလာသည် သူဒီတကယ်ကြီးရင်လာခြင်းမရှိ ပြောင်းလဲလာခြင်းမရှိဟုခံစားမိသည် ်နှမောင်မောင်စပင်းအယောင်ကအဖြစ်ရောင်တန်းခဲ့ခြင်းမှာထင်းရောင်ထင်းမြင်ရောင်မှားခြင်းသာအင်းကြီးလက်ရှိကြီးများကိုဝစ်ဆင်လာခြင်းမှာထင်းမြင်ရောင်မှားမိခြင်းသာထို့သို့တွေးမိလိုက်တော့ကစိတ်ထဲအတော်တက်တာရာရသွားသည်နေပေါင်းများစွာက သူနားလေခဲ့တော့သဘောထားများသည် ပြေလွင့်သွားတော့သည်မွေးနေ့ဆိုဒီမှာဘာမျှအေးမပါအရာမရောက်တော့လေကိုလက်ချောင်းနဲ့မြင်းသားဒီလောက်သားလင်းဖြစ်သွားတော့သည် ရာမယောင်သည်သူ့မွေးနေ့ကို အင်္ဂလူတွေအားပြောမပြတော့ဟု ပိန့်ဖြတ်လိုက်တော်သည်အင်ကိုပြန်လာရင် စိတ်ကပိုက်ဆံအိတ်စီတို့ရောက်သွားပြီးအတော်မချမ်းမသာဖြစ်သွားမိသေးသည်အိတ်ကရူပီ20နှင့်ပြပိုင်းစာရွက်များထည့်ထားသည် ပိုက်ဆံရဟောင်းတာဖြစ်တော့လေထူချောင်းကိုဇနီးတဲ့တည်သွားရင်နှမျောပြီးစိတ်ဆင်းရဲတော့ကရောက်ရှာအောင်မြည် ်တလောကဈေးဝယ်သွားခဲ့ကြခြင်းကသူငါးရူပီမားပေးမိတဲ့ဖြင့်ဆုတ်တက်တတ်တဲ့နှမျောမဆုံးဖြစ်ခဲ့သေးသည်တို့တော်လေယခုကပိုင်း၌ခံရသည်ကိုဇနီးတဲ့အားပြောပြမည်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်သွားအောင်အမည်မသိသည့်ကပိုင်း၌တယောက်ကိုပိုက်ဆံအိတ်ပေးလိုက်သည်ဟုပြောမည်ဤဒီမှာပင်ဇနီးတဲ့အတွက်မွေးနေ့လက်ဆောင်ဖြစ်သည်ဟုရှင်းပြရပေတော်မည်လမ်းလျှောက်လာခဲ့ရသည်ဖြင့်သူဝင်ရောက်သောအခါမောင်းနေပေပြီ လမ်းမှာမမျောလိမ့်မယ်အလုပ်တွေ့နေလို့ဟုသူကပြောပြလိုက်သည်နောက်တနေ့နဲ့နဲ့တွင် သူယုံပြန်တက်တော့အခါဖဲလို့လေမွေးနေ့ပြီးသွားပြီလားဟုအရာရှိကမေးသည်သူက ဟုတ်ကဲ့ပြီးသွားပါပြီဆရာကျွန်တော်မျောလိမ့်ထားတာထက်တောင်ပိုပြီးဆော့ဆော့ပြီးသွားပါတယ်ဟုပြန်ပြေးလိုက်သည်ကောင်းပါလေဗျာကျွန်တော်ကခမည်းနေဝက်လာအောင်မှရုံးပြန်တက်မဲ့ထင်းနေတာလူဆရာလူတွေကတော့တပုံကြီးပဲမျိုးဟုအရာရှိကပြောသည် ဟုတ်ကဲ့ ကျွန်တော်သိပါတယ်ဆရာဟုသူ့စပွဲသူသွားရင်ပြန်ဖြေလိုက်လေသည်တရက်ဘူမက်ဆင်ဒီဇင်ဘာ1994ဆုံးဖြတ်ချက်လို့မြင်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါသေးတယ်နားတော်တာအချိန်ပေးကြပါအောင်ခင်ဗျာဆုံးဖြတ်ချက်ညနေဘက်တွင်အလုံးမအိမ်သို့ကျမပြန်လာသောအခါမိမိကကျမကိုတကားဝါမှစိုးရိမ်စိတ်ဖြင့်စီချိုနေလေသည် ။တမီးရေဆာလာရဲ့အမေတော့ဒီနေ့နေကင်းကပဲဆုံးသွားရှာပြီးတဲ့ကွယ်။မိမိလည်းတမီးယုံကိုဖုံးလှမ်းဆက်ပါသေးတယ်။ဒါပေမဲ့လိုင်းမအားလာနဲ့ပဲဆက်မရဘူးဟုပြောသည်။ကျမရင်ထဲနေကနေဖြစ်သွားသည်။ဆာလာနဲ့ကျမသည်ငယ်တငယ်ချင်းများဖြစ်ကြသည်။အလဲရန်အထက်တန်းအကြောင်းတို့ကလည်းအတူတူတက်သူတက်တော်လည်းအတူတူကျောင်းပြီးတော့သူကမူချိုကျောင်းလေးတစ်ချောင်းတွင်ဆ iam ဝင်လုပ်ခဲ့ပြီးကျမကယုံတယုံတွင် အတွင်းရေးမှုလုပ်လုပ်ခဲ့သည် ။ဆာလာမီဒီမမမချမ်းဖြစ်နေသည်ဖြင့်ဆေးရုံတက်နေရသည်။ယောဂါကကင်ဆာ။လွန်ခဲ့သည့်၃နှစ်လောက်ကပင်ဆေးဝါးကုသခံနေခဲ့သည်။ဆာလာမီဒီအတော်တက်တီကောင်းသည့်အမျိုးသမီးတစ်ဦးဖြစ်သည်။ဝေဒနာအတွက်ဘယ်တော့မှမငြင်းမငြူမငိုမကြွေ။တော်တော်တော့နောက်ဆုံးအသက်ရှူနေခွင့်ရတဲ့အချိန်အထိအသက်ရှင်နေခြင်းသေးတယ်ကွ။ လူဘဝဆိုတာရအောင်ရခဲစုလက်မှုနေရသမျှအခြေအနေကို နေကြည့်သွားကြတယ်ဟုဆာလမေကကျမကိုတခါကပြောမှုသည် ကျမသည်မိမိကိုစိတ်ထိခိုက်စွာမောကြည့်မိသည်နောက်ဆုံးတော့ဒီလိုပဲဖြစ်လာလိမ့်မယ်လို့မျှော်လင့်တော့မျှော်လင့်ပြီးသားပါဒါပေမဲ့ဆာလမေဟာဘဝမှာကြာကြာဆက်နေသွားခြင်းနေတယ်လို့သမီးယုံကြည်တယ်။ဦးလေးဆောက်ပြီးတဲ့အိမ်ထဲမှာအနည်းဆုံးရပိုင်းတော့ဖြစ်ဖြစ်တော်တော်ဟာဆက်နေသွားဖို့ဆရာထက်တန်နေတော့မယ်။ ။နောက်လာတဲ့မှာပဲအိတ်တက်မင်္ဂလာကျင်းပဖို့စီစဉ်ထားသေးတယ်မဟုတ်လားဟုကျမကပြောလိုက်သည်။မိမိသည်ကျမကိုကဲခတ်တယ်လို့ဟန်ဖြင့်လမ်းကြည့်နေသည်။တကုစီသေးတယ်တမီ။အဲ့ဒါကတော့ဆာလအမီစူမာတီပတ်တဲ့ဟာ သူ့ဖာသာသူသေးတာမဟုတ်ဘူးတဲ့။ဘယ်လိုဘယ်လိုသူ့ဖာသာသူသေးတာမဟုတ်ဘူးတဲ့။ဟုတ်လားမိမိ။ကျမစိတ်ထဲရှုပ်ထွေးသွားသဖြင့်ထပ်၍မေးလိုက်သည်။သူ့ကိုယ်သူတတ်သေးတာတဲ့။ မဟုတ်ဘူးမဟုတ်ဘူးအဲ့ဒီလိုမဖြစ်နိုင်ဘူးဒေါ်တော်ဟာဘဝကိုအရှုံးပေးပြီးအဲ့ဒီလိုကိုကိုကိုတတ်တည်သွားမယ်လူမျိုးမဟုတ်ဘူးတတ်တည်တယ်လို့တမိမယုံကြည်ဘူးဟုကျမအော်၍ပြောမိသည်ဟုတ်တယ်တမိသူနာပြုဆရာမလေးပြင်ခဏသွားနေတုန်းအောက်ဆီဂျင်အသက်ရှူပိုက်သူ့ဟာသူဖြုတ်ပြလိုက်တာတဲ့မိမိသည် ကျမပကုန်းကိုညင်သာစွာဆုပ်ကန်ရင်းပြောပြလေသည်ကျမသည်မိမိကိုလန့်နေကြကြောင်၍ကြည်နေမိသည်မဖြစ်နိုင်ဘူးမိမိဒေါ်တော်ဟာအဲ့ရတဲ့တောင်ထထိုင်နေတာမှမဟုတ်တာ သူ့လက်ကိုမြောက်နိုင်လောက်အောင်သူ့မှာအားရှိတာမဟုတ်ဘူးဟုကျမကပြောမိသည်မိမိသည်ဘာစကားမှဆက်မပြောတော့သူ့အိမ်ကိုတမိသွားလိုက်ပါအောင်ကွယ်ဟုမဟိုက်တန်ဖြင့်ကျမကိုပြောသည်ဆာလာမေနဲ့မေမေတို့တိတ်မင်းရင်းနေကြတော့လေမေမေဒီဆာလာမေကိုတော့ခင်ပင်ရှာသည်နောက်တနေ့တွင်ဆာလာအိမ်တို့ကျမအတုခရှုသွားခဲ့သည်တေအံမှုမှုအချင်းအထိဘွားကိုခင်ထွယ်ခဲ့တော့ဆာလာဤအမေ သူ့ကိုလူတည်အဖြစ်ကျမမမြင်မတွေ့ချင်ပေသူတို့မိသားစုတစုလုံးဝမ်းနေကြေကွဲနေကြပြီးပူဆွေးတော့ကရောက်နေကြသဖြင့်ကျမဤအားပေးနေတဲ့စကားများသည်တဲတဲ့ရေသွန်ဖြစ်နေပေလိမ့်မည်ဆာလာဤအခန်းထဲတွင်ထားရင်ကျမသည်ဆာလာဤချင်းနေတဲ့လက်မောင်းကိုဆုပ်ကင်ထားမိသည်ဆာလာဒီစကားမေတိတ်ဆိတ်စွာပတင်းမောက်အပြင်ဘက်စီသို့ငင်းမောကြည့်ရှုနေလေသည် သူပါကိုတွေး၍ငင်းနေသည်ဆိုသည်ကို ကျမမသိနိုင် ်သူ့မိနဲ့အတူမိသားစုဝင်ပျော်ပျော်ပါပါနေထိုင်ခဲ့ရသည့်အတိတ်ကို ပြန်တွေးနေခြင်းလည်းဖြစ်ခြင်းဖြစ်မည်သူ့မိ၏ကြီးမားမြတ်တာနှင့်ပျော်ထက်ရွှင်တက်သည့်အဖြစ်များကပြန်ပြောင်းတွေးတောနေခြင်းလည်းဖြစ်ခြင်းဖြစ်မည်လူတယောက်တည်ဆုံသွားသည်ဆိုသည့်အဖြစ်သည်ဘယ်တော့မှ ပြန်မလာနိုင်တော့သည့်အဖြစ်တိရွတ်တွင် သူ့အတန်ကိုဘယ်တော့မှ ပြန်မမြင်မကြားနိုင်တော့သည့်အဖြစ်ဖြစ်သည် ။ဆာလာမီမြခံစားနေရမည်ဆိုသည်ကိုကျမနားလေတဘောပေါက်ပါသည်။မိမိဘာလို့သွားရမှတ်တလဲ။တိလာဟုလေထဲတွင်နှုတ်ရံသောတကိုင်းများစီတို့ငေးကြည့်ရင်ကျမကိုသူကမေးသည်။အသက်ရှူပိုက်ကိုဖြုတ်ပစ်တာ။ကျမသည်သူ့ဆက်ကိုလက်နှင့်ပိတ်လိုက်မိသည်။မပြောပါနဲ့လားငယ်ချင်းရဲ့ဟုကျမကပြောလိုက်သည်။ပြောရမယ်တကယ်ချင်းမိမိသူ့ကိုသူတတ်သေးသွားတယ်လို့လူတွေပြောမှာကိုကိုမခံနိုင်ဘူးကွာ မိမိကိုတကယ်ချစ်တဲ့သူတွေအထူးသဖြင့်မင်းလိုလူမျိုးတွေက ပြောမှကိုကိုမခံနိုင်ဆုံးပဲတတ်တည်တယ်ဆိုတာအတော်ရုပ်ဆိုးအကြီးတန်းတဲ့စကားမင်းဆိုလိုတာကတော်တော်သူ့ကိုယ်သူတတ်မသိဘူးလို့ဆိုလိုတာပေါ့ဟုတ်လားဟုကျမကတူတူညီညီမေးလိုက်သည်ကျမလည်းဘင်းတွင်တစ်ဆို့နေသည်တတိတယ်ဆိုတာတတိနေတဲ့လူတွေရဲ့ပြောစကားပါကွာဟုပြောရင်ဆာလာဒီကျမလက်ကိုဖြစ်ကင်လိုက်သည် မိမိဟာတရားဖို့ကြောင်းနေသူမဟုတ်ဘူးရဲရင်နေသူမိမိဟာကိုတို့အားလုံးကိုချစ်ခဲ့တယ်တိတ်ကိုချစ်ခဲ့တယ်ချလာသည် ပြောရင်းကပင်မြည်ရင်များစီကြလာသည် ကိုတိပါလေတငယ်ချင်းဟာဆက်မပြောပါနဲ့တော့ဂျေစုပြုပြီးမပြောပါနဲ့တော့လားကိုနားလဲပါလေကွာမင်းနားမလဲပါဘူးမိမိဟာတက်တည်နေပြီတည်သွားခဲ့တယ်လို့မင်းလည်းထင်နေခဲ့တာပဲမဟုတ်လားဟုဆာလာကဒေါသတကြီးပြောလိုက်သည် တတိနေတယ်ဟုတ်လားမဟုတ်ဘူးစာလားဒေါက်တာဟာဝေဒနာအများကြီးခံစားသွားခဲ့ရရှာတာပါ သူ့ဝေဒနာတွေကိုအဆုံးတတ်ဖို့သူ့မှာအခွင့်အရေးရှိထိုက်ပါလေလीမဟုတ်ဘူးမဟုတ်သေးဘူးမင်းဒီလိုဆိုလိုချင်တာမဟုတ်ပါဘူးကျမဒီစာလကိုတုံနိဘာဝေကြည်နေပြီးတော့ဒီသူစိတ်ချမ်းသာမြည်ဆိုလျင်သူဘာပြောပြောလက်ခံဖို့အစဉ်သင့်ထားတော့ဒီစီအေးထားပါစာလအားလုံးအဆင်ပြေသွားမှာပါ ။မနေ့ကအထူးကဆရာဝန်ကြီးကဒိုအားလုံးကိုခေါ်ပြီးအမေရိကမှာအခုပေါ်နေတဲ့ကင်ဆာအထူးကုထုံးတစ်ခုအကြောင်းရှင်းပြတယ်။ဒီကုထုံးကအတော်တော်နားလည်ရခဲ့တယ်။ဒါမဲ့ဆရာဝန်ကြီးကဖိဖိကိုအသေးစိတ်ရှင်းပြပါတယ်။တတော်ကျွမ်းနေတဲ့ကင်ဆာဝေဒနာတဲ့90ကျော်ကိုကုသပေးပြီလို့ဆိုတယ်။လာငင်းနဲ့အနည်းငယ်လောက်ပဲကုသလိုက်ရတာအထုခုဆရာဝန်တွေကတော့မျောလင်းချက်အပြည့်ပါပဲ။ဆာလာသည် စကားကိုရက်ထားလိုက်သည်။ ။ဒါဖြင့်မင်းတို့ကတတော်ကိုအမေရိကသွားကုမယ်လို့ဆုံးဖြတ်လိုက်ကြတယ်ပေါ့။ကျမကမေးလိုက်သည်။ဟုတ်တယ်။အနည်းဆုံးတစ်နှစ်ခွဲလောက်မမေနဲ့အတူတူတူနေရအောင်မယ်လို့တွေးမိလို့ပါ။မမေကိုမသေးသေးချင်းသေးဘူးလေ။မမေနဲ့အတူနေရတဲ့အချိန်တိုင်းဟာတန်ဖိုးရှိလာပါတယ်။မမေလူလောကတွေကမထွက်ခင်တို့တွေမှာပြောစရာလုပ်စရာအများကြီးရှိနေတယ်။တတော်ကလည်းသေချင်မှမဟုတ်ပါဘူးကွာ။ဒီကိစ္စကိုမမေနဲ့လုံးဝမဆွေးနွေးခဲ့ကြဘူး။ သူကနောက်ဖက်ခန်းထဲမှာထိုင်ပြီးဆွေးနွေးခဲ့ကြတာဒါပေမဲ့အခက်အခဲပြဿနာတခုရှိခဲ့တယ်ကျမကသူ့ကိုမောကြည့်လိုက်သည်ခြေကူသားဖို့အတွက်ကုန်ချမဲ့ငွေကအတော်များနေတယ်ဒုမိသားစုအနေနဲ့မတက်နိုင်လောက်အောင်ပဲဖြစ်နေတယ်ဖေဖေးဆိုရင်လည်းကြွေးပက်လေဝိုင်းနေပြီထက်ရှာလို့မရနိုင်တော့ဘူးရွေးစရာလည်းကတလန်းအမေကြံတော့တယ်အဲ့ဒါကတော့ထိုးနေတဲ့အိမ်ကိုရောင်းပြစ်လိုက်တာပါပဲဗာအိမ်ကိုရောင်းပြစ်လိုက်တယ်ဟုတ်လား ကျမဒီမယုံကြည်နိုင်ဖြစ်ကဇာလာကို ပြန်မေးလိုက်သည်အေးလီဘာတတ်နိုင်တော့မှလဲအားလုံးပြီးတော့ဖြစ်သွားပြီပဲမင်းဖေနဲ့မင်းဖေဖေနဲ့မမေမင်းတို့တွေအတွက်ညီစရာတခုဖန်ပြီးပေးခဲ့တာအရင်နည်းလို့ပေးခဲ့တာမိသားစုအစဉ်ဆက်နေရမယ့်အိမ်ဇာလာဒီမရှိပြုံပြုံလိုက်သည်ကိုသဘောပေါက်နားလဲပါတယ်နားလဲတယ်ငွေကိုတပြားတစ်ချက်ကအစချစ်ချုပ်စုခဲ့ရတယ်ဆိုတာသိပါတယ် ။ဒီအိမ်ဟာဒုမိဘတွေရဲ့မေတ္တာသင်္ကေတဒုဒတွေရဲ့ဘဝအရေးနဲ့ဒုအနာဂတ်ရေးမိဘတွေစီစဉ်ပေးခဲ့တဲ့အစီအစဉ်တွေပါပဲကွာ။ခြားလာပြီ။ကျမကိုကြည့်ကာ။မမေဒုနဲ့ထာဝရခွဲခွာမသွားခင်ဒုဟာမမေအသက်ရှင်နိုင်သေးရှိအောင်ဒီအင်းကြီးကိုရောင်းပြစ်လိုက်ရမလား။ဒီအညီကိုဖက်တွေ့ထားပြီးမိမိကိုဒီတိုင်းအသေးခံရမလားသူ့ဘာလို့ကြမလဲအထုကသမားတော်ကြီးပြောတဲ့ဒီကုထုံးဟာတတော်ကိုတော်တော်ကြာကြာခံနိုင်မယ်ဆိုတာကရောတေချာရဲ့လား တည်ကြတာပေါ့တမားတော်ကြီးကဒီကုထုံအကြောင်းကိုသူ့ကိုပြောတင်မပြောတင်အတော်စဉ်းစားခဲ့ရတာပါသူ့ဖို့ဒီလိုကုရာမိဖို့တက်တက်ဖြုံးကြည့်တာလို့သဘောရနေတယ်နေ့စဉ်နဲ့မျှလူတွေတည်နေတာကိုသူကမြင်နေရတော့တည်တယ်ဆိုတာသူ့ဖို့ရိုးနေပြီလေတည်ခြင်းတရားဆိုတာသူ့ဖို့ဘာမှအတိတ်ပဲမရှိဘူးချိုးတူတွေကသာမမေ့ကိုတတ်နိုင်တည်းမြအသက်ရှင်အောင်ကြိုးစားနေခဲ့ကြတာဒါဖြင့်တတော်ကိုအမေရိကသွားပြီးစေကုဖို့မင်းတို့ဆုံးဖြတ်ကြတယ်ပေါ့နော်အေးဟုတ်တယ် ြေခွင့်လန်းကိုတို့လက်လို့မခံနိုင်ဘူးလေခကြီးသွားလာစေစေကုသစေနဲ့ဆေးရုံကြီးအားလုံးအတွက်ငွေတော်တော်များများကုန်မှာမို့အိမ်ကိုရောင်းပြင်လိုက်တာပေါ့ချာလာသည် ကျမကိုမျက်နှာမတမယာဖြင့်တစ်ချက်ကြည့်လိုက်သည်ဖြစ်ဖြစ်အိမ်ပွဲစားတွေနဲ့ချက်ချင်းဆက်တယ်တော့တာပဲအကိုဒီမောင်တွေကတော့အစိမ်းချမ်းမသာဖြစ်ကြတာပေါ့ဒါပေမဲ့သူတို့လည်းဘာမှမပြောရကြဘူးပုံမွေလေးလေးပြောရရင်တော့သူအားလုံးရဲ့ရင်ထဲမှာမကောင်းကြဘူးပေါ့သူအားလုံးမိမိနဲ့အတူတူနေချင်ကြတယ် ်။ဒါပေမဲ့အိမ်ကိုရောင်းလိုက်ရတဲ့အတွက်ခံပြင်းဒေါသထွက်ခဲ့ကြရတယ်။သူပါကိုဆိုလိုခြင်း၍ဤသို့ပြောနေသည်ဆိုသည်ကိုကျမသဘောပေါက်နားလည်လိုက်မိသည်။မင်းစိတ်ထိခိုက်ဖြစ်ရတာမင်းမမေ့ကိုစေကူမပေးလိုက်ရလို့ကျမကကရုဏာတက်စွာပြောလိုက်သည်။မဟုတ်ဘူး။မင်းမယာဒုဒရီရဲ့ဆုံးဖြတ်ချက်ကိုလက်မခံခဲ့ဘူး။လာအနေငယ်ပဲသူအသက်ရှင်နေဖို့အတွက်အိမ်ကြီးရောင်းပြလိုက်ရမယ်ဆိုတော့သူပဲလူခံစားရမယ်ဆိုတာကိုကိုကောင်းကောင်းသဘောပေါက်နားလည်မိပါတယ်။ ်ကျမဒီအားအတင်သွားသည်မင်းဆိုလိုတာကအိမ်ကြီးမရောဖြစ်အောင်လို့အောက်ဆီဂျင်ပိုက်ကိုတော်တော်ဖြုတ်ပစ်တယ်လို့ပြောချင်တာလားဟုတ်လားဟုတ်တယ်အိမ်ရောက်မယ်လို့ပြောဆိုနေတာတွေကိုကြားသွားလို့ဖြစ်မှာပေါ့ဆာလာကတပြင်းတစ်ချက်ချလိုက်သည်မိမိဟာစကားမပြောနိုင်တော့အောင်ပဲမကြမ်းမမှာဖြစ်နေခဲ့တာဒါကြောင့်တိုးတက်တွေပဲတိုင်ပင်ခဲ့ရတာသူဘာမှမတတ်နိုင်ဘူးဆိုတာကိုသူလည်းသိတယ်တို့လုံးမကိုတားလို့မရမှန်းလည်းသိတယ်လीတားမရမှန်းသိလို့ဒီလိုလုပ်လိုက်တာပေါ့ဟုတ်လား ဆာလာကောင်းတစ်ချက်ညှိလိုက်သည်တို့တို့တွေပြောဆိုနေကြချိန်မှာမိမိကမအိပ်ဘူးတို့ပြောနေတာတွေကိုတုံတို့အဆုံးဖြတ်လိုက်တာတွေကိုသူကြားနေခဲ့ကြားနေခဲ့တယ်လို့နောက်မှသူနာပြဆရာမလေးစီကတဆင့်သူ့အသိခဲ့ရတော့တယ်ဒါကြောင့်ညတစ်ကောင်လောက်မှမိမိဟာအောက်ဆီဂျင်ပိုက်ကိုဖြုတ်ပြလိုက်တာပဲဟုဆာလာက ကျမကိုစိတ်မချမ်းမသာသွားကြည့်ရင်ပြောလိုက်လေသည် စစ်သားတယောက်ဟာတေမဲမဲသိရတဲ့ဂျန်သူကိုဆက်တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါကိုတတ်သိတယ်လို့ခေါ်နိုင်မလားကျမဘက်သူကိုကိုကိုင်းယူစိတ်အားထက်သန်စွာသူကမေးလိုက်သည်တတ်သိတယ်လို့မခေါ်နိုင်ပါဘူးအေးလူတယောက်ဟာသူ့တိုင်းပြည်အတွက်သူ့အသက်ကိုအသက်ခံစရေးမယ်ဆိုရင်အသေးခံစရေးမယ်ဆိုရင်အဲ့ဒါကိုရောတတ်သိတယ်လို့ခေါ်နိုင်မလားမခေါ်နိုင်ပါဘူးဒီလိုဆိုရင်မမေကိုရောတတ်တယ်လို့ပြောနိုင်မလားမိမိဟာတို့အလုံးအတွက်အသက်ရှုံးခံသွားခဲ့တာ သူ့အကျိုးအတွက်အသက်ဆုံးရှုံးခံသွားခဲ့တာမိမိဟာဘွားကိုအလွန်ခင်တွေ့တာခင်တွေ့တာတတိလည်းသိကောင်းတယ်သူအသက်ရှင်နေခြင်းသေးတယ်ဒါပေမဲ့သူဟာသူ့အတွက်ဆွန့်လွတ်အနစ်နာခံသွားခဲ့တယ်သူ့လူဘဝလာနေငယ်အသက်ရှင်နေထိုင်ဖို့အတွက်အင်ကြီးကိုရောင်းနေအဖြစ်မရောက်စေခြင်းခဲ့ဘူးဆာလာဒီပြောရင်တိုးတိတ်တိတ်ငိုလေသည်ကျမသည်တငယ်ချင်းကိုလမ်း၍ဖက်လိုက်သည်ကျမဘာပြင်ပါလေမျက်ရည်စရည်ဖြင့်ဆွတ်ဆုံနေပြီဆာလာ မင်းမင်းတက်တည်သွားတယ်လို့ကိုလိုဘယ်တော့မှနောက်မပြောတော့ပါဘူးကွာဂရိပေးပါတယ်ဒီလိုလှုပ်လိုက်တဲ့အတွက်တတော်ကိုသူ့ပေးဆက်စရာရှိနေပါပြီကွာကျေးဇူးတင်ပါတယ်တငယ်ချင်းရဲ့နားလည်ပေးတဲ့အတွက်ကျေးဇူးပါပဲမင်းမရတာအတွက်မင်းကိုလည်းကျေးဇူးတင်နေပါပါတို့အင်ကြီးကိုအခုဘာနာမည်ပေးလိုက်တယ်လဲသိလားတငယ်ချင်းမမေနာမည်ပြောင်းပေးလိုက်တယ်မမေလည်းထားဖို့သဘောကျလိမ့်မယ်ထင်ပါလေနော်အခုဆာလာကပြောသည် ကျမကလည်းဟုတ်ပါလေကွာတော်တော်လေးသဘောကျကျင်းနေနေမှာပါဟုအားတက်တယောပြောလိုက်မိလေသည်ဒီနေ့ဖျက်ပြခဲ့တဲ့ဝိတုတို့လေးတွေကိုအချိန်ပြည့်ပြီးနာတော်တာဆင်ပြေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းများနဲ့လုံးတော်ဝပြည့်စုံနိုင်ကြပါစေခင်ဗျာ